ထိုင်းခီးသွားတယ်ကြမှာပါနမေကြီးနေတဲ့မင်းသမီးခလင်းတွေပိုင်ဆိုင်နေကျွန်းကြီးမိဂလာမှာပြိသက်ကြီးရှိအခုတင်ဆက်ပေးမယ့်เจ้าညာလေးကတော့ထိုင်းခီးသွားတယ်ကြမှာနမေကြီးရေပန်းစားနေတဲ့မင်းသမီးခလင်းတွေပိုင်ဆိုင်ထားတဲ့လိုင်ကူကျွန်းเจ้าလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် အတန်ဝဲဝဲလေးနဲ့မင်းသမီးလေးခလင်းတွေဟာပရိသတ်တွေကြားမှာယနေ့ချိန်တည်းချစ်ခင်အားပေးမှုရနိုင်စေမင်းသမီးလေးဖြစ်ပါသည်အနုပညာလောကတွေကိုကျွန်ညာမင်းသမီးလေးတို့အဖြစ်စတင်ဝင်ရောက်ခဲ့ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေအများပြားကိုရိုက်ကူးနိုင်ခဲ့သူတယောက်ပဲဖြစ်ပါသည်အတန်ဝဲဝဲမျက်လုံးမင်းမင်းဖြစ်ပွေးနေတဲ့သားရည်လေးနဲ့ချစ်စရာကောင်းတဲ့တိုင်းရင်းသူလေးဖြစ်တာကြောင့်ခလင်းတွေဆိုတာကတခက်တခါကမသိသူမရှိအောင်ကြောကြားခဲ့တာပါအခုချိန်မှာအသက်40ကျော်ရွယ်မှလည်းသူမကရင်ကတိုင်းမင်းနုပြိုလပနေပါသေးတယ်တောင်ပေါ်သူလေးဖြစ်တဲ့သူမက တဘာဝတရားတွေကိုမြင်လို့သူဖြစ်ပြီးတော့ဟိုတယ်တွေခီးသွားလာရေးစီးပွားရေးလုပ်ငန်းတွေများစွာမှာထူထောင်ထားကတော်တော်လေးချမ်းသာကြွယ်ဝနေပြီပဲဖြစ်ပါတယ်။ သူမပြိုကြီးပွားနေနေတိုင်းနေရင်အသက်39နှစ်ရွယ်မှာမှအိမ်နာပြုတ်ခဲ့တာဖြစ်ပြီးသူမရဲ့ခင်မောကတော့ကိုတောင်းမှနေထိုင်ပြီးတော့ကျွလုံငန်းတွေလုပ်ကင်နေလုပ်ငန်းရှင်တယောက်ဖြစ်တယ်လို့ကိုတောင်းနာကအလိုက်ကိုကျွန်းကိုပိုင်ဆိုင်နေလုပ်ငန်းရှင်တတိတယောက်လေးဖြစ်ပါတယ်အခုဆိုရင်မင်းသမီးကလေးနဲ့ရသူမရဲ့အမှုပညာလုပ်ကိုဆွလုပ်သွားခဲ့ပြီးခင်မောဖြစ်သူနဲ့အတူစီဝါရေးလုပ်ငန်းတွေကိုသာလုပ်ကင်နေကြတာပဲဖြစ်ပါတယ် အခုဆိုရင်တော့သူတို့ဇနီးမောင်နဲ့ဟာအရန်ကိုလာပါတဲ့နိုင်ကူကျွန်းကြီးမှာစီလာဘာဆိုတဲ့လာပါတဲ့ကန်းကျင်လေးကိုဖန်တီးတိဆောက်ထားပြီးတော့ခီးသွားရေလဲပရမယ့်နေရာတွေပါတိဆောက်ထားတာပဲဖြစ်ပါသေး ပင်လယ်ကမ်းခြေရေရောက်ကရန်ကုန်လာပါတဲ့တနာကြောက်တန်းတွေပြင်အရန်ကိုကြည်လင်လာပါလုံးနဲ့ပင်လယ်ရေကြည်လင်ကူများစွာနဲ့ပြည့်နေနေလို့လှိုင်ကူကျွန်းလို့ခေါ်ဆိုတဲ့ကျိုးကြီးရဲ့လာပါကိုကြည့်ရှုခန်းစားနိုင်မဲ့ရွက်လီပုတ်တွေပါစီစဉ်ဖန်တီးထားတဲ့အတွက်ပြည်တွင်းကခီးသွားရတာမကထိုင်းနိုင်ငံကခီးသွားရကြမှာပါမင်းသမီးလေးခင်းနေတဲ့ရလှိုင်ကူကျွန်းကနမေကြီးလာနေကြတာပဲဖြစ်ပါတယ်ဒီလှိုင်ကူကျွန်းကိုလာရောက်ကြတဲ့ခီးသွားဧည့်သည်တွေကိုမင်းသမီးခင်းလေးတွေဟာသူမကိုယ်တိုင်မြန်မာတနက္ခါကိုလင်းချဲ့ပေးတဲ့ဝန်ဆောင်မှုကိုပဲပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်သူမကိုယ်တိုင် ုင်နေသူမတို့လေများပိုင်ဆိုင်နေလိုင်ကိုကျွန်းကြီးကိုခီးသွားများစွာလာရောက်လေပဲကြဖို့ဖိတ်ခေါ်ခြင်းတွေကိုပြုလုပ်ထားပေးဖြစ်ပါသည်။သူမဒီလိုလိုင်ကိုကျွန်းကိုဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ပြည်ပနိုင်ငံမှာမဟုတ်ဘဲမြန်မာနိုင်ငံမှာလည်းဒီလိုနိုင်ငံခြားတစ်ထောင်မှာလာပါတဲ့သဘာဝတရားတွေနဲ့ပြည်နယ်နေတဲ့နေရာတွေများစွာရှိကြောဖော်ထုတ်တဲ့အနေနဲ့ဒီလိုတိုင်းပြည်အတွက်တစ်ဆက်တစ်လမ်းကနေပြီးတော့အကျိုးပြုတဲ့လုပ်ငန်းတွေစီးပွားရှာနေခြင်းဖြစ်တယ်လို့ပြောထားပါရီမင်းသမီးခင်လွေးနေရဲ့လိုင်ကူကိုကောတောင်းကားတွေနှစ်နိုင်နေပါပုံစီကသွားရောက်ရတာဖြစ်ပြီးတော့ မြန်မာပြည်ရင်လှပတဲ့မိကျွန်းစုတွေဘလောက်ထိရင်သက်ရှုမော်ဝင်လှပအကြောင်းသိရှိရမယ်လို့ပြောဆိုကြညာထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံဟာခီးသွွားတွေသူမတို့ကျွန်းကိုညားစွာလာရောက်လဲပက်လျက်ရှိနေတာလို့သိရပါတယ်။အနုပညာလောကကနေထွက်ခွာသွားပြီးမြင့် ပြင်ပဘွားမှာဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေများစွာပိုင်ဆိုင်ချမ်းသာနေပြီဖြစ်တဲ့မင်းသမီးခင်လင်းတွေကတော့တကယ့်ကိုမှအမျိုးသမီးလေးတွေတူယူစရာပါပဲနော်။အာပင်နာစင်ခဲ့ကြရင်ပရိသတ်တယောက်ချင်းစီတိုင်းကိုလေးခြေစုပ်တင်ပါရင်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့ဒီနေ့တူပြန်လာခဲ့ပါဦးမယ်ရှင်။